အခုတင်ဆက်ပေးမယ့်အားသာသင်ကတော့စပိန်ပြင်းဖလားပြိုင်ပွဲဘိုလူပွဲမှာအက်တလတီကိုမက်ဒရစ်တင်ကိုရီယယ်ရှုံးနေဆိုတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါရခင်ဗျာ။ 2012-2013ရာသီစပိန်ပင်ဗလာပြိုင်ပွဲဘိုလူပွဲကိုဒီနေ့မနက်ကရှင်ပြိုင်ကစားခဲ့ရာနာမည်ကြီးရီယယ်မက်ထရစ်တင်ကအတလက်တီကိုမက်ထရစ်တင်ကိုအချိန်ပိုမှာနှစ်ဂိုးတဂိုးနဲ့ရှုံးနေခဲ့တယ်လို့သိရှိခဲ့ရပါတယ်ခင်ဗျာဘိုလူပွဲမှာရီယယ်တင်ဟာပွဲချိန်16မိနစ်မှာသွင်းယူခဲ့သောစီရန်နဒိုဦးဆောင်ဂိုးနဲ့ပွဲကိုစတင်နိုင်ခဲ့တော့လဲအတလက်တီကိုအသင်းတိုက်စစ်မှုဒီအေဂိုကော့စတာမှာပွဲချိန်35မိနစ်မှာဖဲကာအိုရဲ့ဖန်တီးပေးမှုကနေတဆင့်ခြေပကိုပြန်လည်သွင်းယူခဲ့ပါတယ်အတလက်တီကိုအသင်းရဲ့ ဂိုးသမားဖြစ်တဲ့ကော်တိုရစ်ကဒုတိယပိုင်းမှာရီယယ်သင်ရဲ့အပိုင်ဂိုးသင်းခွင့်နှစ်ကြိမ်ကိုအန်အသင်ပွဲကာကွယ်သွားနိုင်တာကြောင့်နောက်ထပ်ဂိုးများနဲ့လွှဲချော်ခဲ့ရပါတယ်။ဘောလူပွဲမှာနှစ်သင်းစလုံးအနိုင်ရရှိရန်အစွမ်းကုန်ကြိုးစားခဲ့ရာကြောင့်ပွဲဟာကြမ်းတမ်းခဲ့ပြီးတော့နှစ်သင်းပေါင်းအဝါကတ်၁၂ကတ်အထိပြသခံခဲ့ရပြီးရီယယ်သင်ဘက်မှနီးပြမော်ရင်ဟိုဒုတိယပိုင်းမှာထုတ်ပယ်ခံခဲ့ရပြီးရီယယ်တိုက်စစ်မှုစီရန်နိုဒိုနဲ့အတလက်တီကိုအသင်းကောင်းဆောင်ဂါဘီတို့မှလည်းအချိန်ပိုမှထုတ်ပယ်ခံရခဲ့ရပါတယ်။ အချိန်ပိုမှာနှစ်သင်းစလုံး၉သင်းခွင့်များကိုစီရရှိခဲ့ကြပြီး Real သင်းမှာ Benzema, Ozero ရဲ့အပိုင်၉သင်းခွင့်များကိုဂိုးသမားကော်တိုရီကာကွယ်နိုင်ခဲ့လို့ Ronaldo ရဲ့ free kick ကန်ချက်မှာလည်းဘာဒန်ထိထွက်ခဲ့တာကြောင့် Real သင်းနင်းလာခဲ့ရပါတယ်။ Atletico အသင်းရဲ့အနိုင်ကိုတော့နောက်ခံလူမီရန်ဒါမှအချိန်ပို68မိနစ်မှာကူကီရဲ့ဖြတ်တင်ဘောကိုကောက်တိုက်သွင်းယူခဲ့ခြင်းဖြစ်ပါတယ်။ဘောလူပွဲမှာရှုံးနေခဲ့ရာကြောင့်ယာဒီကုံမှာရီယယ်သင်းမှာထွက်ခွာတော့မယ်လို့သတင်းများထွက်ပေါ်နေရဲ့နီးပြမော်ရီနိုအတွက်တော့ ၎င်းရဲ့လက်ထက်မှာရီယယ်သင်ကိုပထမဆုံးအကြိမ်ဖြင့်ဖလားလက်မဲ့ရာသီနဲ့ကြုံတွေ့စေခဲ့ရခြင်းဖြစ်ပါတယ်အတလက်တီကိုအသင်းနီးပြဆီမီယိုနီအတွက်ကတော့နီးပြဘွားမှာပထမဆုံးချိန်စပိန်ပြင်းဖလာရရှိခဲ့ခြင်းဖြစ်တယ်လို့သိရှိခဲ့ရပါတယ်ခင်ဗျာချက်တက်စတင်း1 2တက်စတင်း1 2ဘယ်သူညစ်ဆုံးလဲ Pepsi, Jean Lanny.